ရှိရှိတုန်းကတိုင်းပြည်တပြည်မှာရာဇာဆိုတဲ့လူတအူရှိတဲ့ရာဇာဆိုတာကလားစကားမြမာလိုတော့ရှင်ဘရင်ပေါ့ရာဇာမှာတားတော်တစ်ပါးရှိတယ်။အဲ့ဒီတားတော်ကလေးဟာတောကစားအင်မတန်ဝါသနာပါလို့နေတိုင်းတောကစားထွက်တဲ့တောကစားရယ်ဆိုတာအမဲလိုက်တာပေါ့။တနေ့ကျတော့သူ့မေတော်ရာနီကပြောတဲ့ရာနီဆိုတာက မိဖုရားကိုပြောတာသားတော်မောင်အရှိအနောက်တောင်မြောက်အရက်လေးမျက်နာရှိတဲ့အထဲကအရှိအရက်အနောက်အရက်တောင်ရက်တို့မှာသားတော်မောင်သဘောရှိရာကိုသွားပြီးတောကစားပါသို့တော်မြောက်အရက်ကိုတော့မသွားပါလိမ့်နဲ့လို့တားမြစ်ပြောဆိုတဲ့ဘာကြောင့်ဒီလိုတားမြစ်ပြောဆိုတယ်လဲဆိုတော့မြောက်ရက်မှာမလတ်လို့ခေါ်တဲ့မင်းသမီးချောလေးတစ်ပါးရှိတဲ့ဒီမင်းသမီးကလေးရဲ့တရင်ကိုကြားရင်မင်းသားကလေးဟာမေတော်ခမဲတော်နှစ်ပါးကိုပြစ်ထားခဲ့ပြီး မင်းသမီးကလေးရှိရာကိုထွက်သွားမှာစိုးရိမ်လို့ဒီလိုတားမြစ်ပြောဆိုတဲ့ပထမတော့မင်းသားကလေးဟာမေရော်ရဲ့စကားကိုနားထောင်ပြီးမြောက်ရက်ကိုမတော်ဘူးတဲ့ဒါပေမဲ့တနေ့ကျတော့သူ့မေရော်ဟာဘာဖြစ်လို့များမြောက်ရက်ကိုမတော်စေချင်ပါလိမ့်လို့တွေးမိပြီးတွားချင်တီးချင်တဲ့စိတ်တွေပေါ်လာတဲ့ ဒါကြောင့်မင်းသားကလေးဟာလေးကိုထမ်းပြီးမြောက်ရက်ကိုထွက်သွားပါလေရောတဲ့တောတစ်ခုလေးကိုရောက်တော့တခြားတောရိုင်းတိရစ္ဆာန်တွေကို မတွေ့ရပဲတစ်ပင်တွေပေါ်မှာတဆူဆူတငယ်ငယ်နဲ့အော်မြင်နေကြတဲ့ကျက်တူရွေးတွေကိုသာတွေ့ရတော့မင်းသားကလေးကလေးနဲ့ပြစ်တာပေါ့ပြစ်တော့ကျက်တူရွေးတွေပြန်ပြေးကြတဲ့ကျက်တူရွေးရာစာကြီးတကောင်သာကြံရစ်ခဲ့တဲ့သူ့နာမည်ကဟီယာမန်ဆိုပဲဟီယာမန်ကျက်တူရွေးကတခြားကျက်တူရွေးတွေပြန်ပြေးတာမြင်တော့ အတင်တို့မင်းသားကနင်းနဲ့ပြစ်လို့ငါ့ကိုခြံပြီးပြန်ပြေးကြတော့မှာလားဒီလိုဆိုရင်လာဗန်မင်းသမီးလေးကိုငါတိုင်စားရလိမ့်မယ်လို့ဟစ်ပြီးပြောလိုက်တဲ့အဲ့ဒီတော့ကျက်တူရွေးတွေဟာသူတို့ရာဇာစီကိုပြန်လာကြပြန်ရောတဲ့မင်းသားကလေးလေးကျက်တူရွေးစကားတက်တာကိုကြားရတော့ အံ့ဩပြီးလှမ်းမိလိုက်တဲ့အိုရွှေကဲတို့မင်းသမီးလာပန်ဆိုတာဘသူလဲကွယ်ဘဲမှနေတလဲကွယ်လို့လှမ်းမိလိုက်တဲ့ဒါပေမဲ့ကျက်တူရွေးတွေကဘာမှပြန်မပြောပဲပြန်သွားကြပါလေရောတဲ့ဒီတော့မင်းသားလေးဟာဝမ်းလေးပက်လက်နဲ့နန်းတော်ကိုပြန်လာပြီးအဲ့လိုလဲမပြောစားလို့လဲမဝင်နဲ့တမိုင်မိုင်တရီဖြစ်နေပါလေရောတဲ့နောက်တော့မအောင်နိုင်လို့မဲတော်ခမဲတော်တို့ကိုဖွင့်ပြီးမေးရတော့ဒါပေါ့ ို့တော်လဲမဲတော်ခမဲတော်တို့ကမင်းသမီးလာပန်နေတဲ့အရက်ကိုမတိပါဘူးမတော်ချင်ပါနဲ့လို့တားမြစ်ကြတယ်။တစ်ချိန်တားလဲတားမရနှစ်ချိန်တားလဲတားမရဖြစ်နေတော့နောက်ဆုံးမှခွင့်ပြုလိုက်ရတာပေါ့။မင်းသားကလေးမျိုးအရက်ကိုထွက်ခွာသွားခါနီးတော့ ခမဲတော်ရာဇာကြီးကဝင်းလဲတော်ဖိုးထိုက်ဖိုးတံတွေကိုပေးတဲ့မြင်းတစီလဲပေးတဲ့မေတော်ရာဏီကြီးကတော့နန်းခီးမှာစာရင်စားဖို့ဆိုပြီးမုံချုပ်ကွင်းရွှေချီပေါ်ဝါနဲ့ထုတ်ပြီးပေးလိုက်တဲ့မင်းသားလဲလေးကိုထမ်းမုံထုပ်ကိုလွှဲမြင်းကိုစီးပြီးတောလန်အတိုင်းထွက်သွားလိုက်တာတောနေရကိုရောက်တော့အရေးကောင်းကောင်းနဲ့ရေကန်တစ်ခုကိုတွေ့ရတဲ့အဲ့ဒီခါမှာနေကလေးမြင့်ခီးကလည်းပန်းလာတော့မင်းသားဟာမြင်းပေါ်ကဆင်းပြီးတစ်ပင်ရိတ်မှာခဏနားနေရင် မုံစားမယ်လို့လောက်တာပေါ့လေမုံထုတ်ခဲကမုံချိုကွင်းတစ်ခုကိုယူပြီးကြည်လိုက်တော့ပရဲစိတ်တကောင်ပါလာတာကို မြင်တဲ့နောက်တစ်ကွင်းကို ယူကြည့်ပြန်တော့လေ ပရဲစိတ်တကောင်ပါလာတာကိုမြင်ပြန်တဲ့အဲ့ဒါကြောင့်မုံချိုကွင်းနှစ်ကွင်းကိုမြေကြီးပေါ်မှာချထားလိုက်တဲ့နောက်ကိုဆက်ပြီးယူပြန်တော့လေမုံချိုကွင်းတွေတာကုံရောပရဲစိတ်တကောင်စီနဲ့ကြီးတွေ့ရတာတဲ့ဒီတော့မင်းသားကပရဲစိတ်ကလေးတွေကိုတနာပါတယ်စားကြပါစီဆိုပြီးမုံတွေအကုန်လုံးကိုမြေကြီးပေါ်မှာပုံထားလိုက်ပါရောတဲ့အဲ့ဒီအခါပရဲစိတ်ရာဇာကြီးကနှာတခန်းငွေကိုထောင်ပြီးပြောလိုက်တဲ့ အတင်လူမင်းသားအတင်ဟာကျုပ်တို့ပေါ်မှာအင်မတန်သလားညာတာပါပေရဲ့။နောက်ခါကျုပ်တို့ရဲ့အကူအညီကိုလိုရင် ကျွန်ုပ်တို့ကိုတန်းတလိုက်ပါ ကျွန်ုပ်တို့လာရောက်ကူညီပါမယ်လို့ပြောတဲ့။မင်းသားလည်းပရွက်စိတ်တွေကိုနှုတ်ဆက်ပြီးညင်းပေါ်တက်လို့ခီးဆက်ပြန်ရောတဲ့အတော်ကြတော့တောကြီးတစ်ခုလေးကိုရောက်ပြန်တဲ့တောထဲမှာကြားကြီးတစ်ကောင်ဟာတဝုန်းဝုန်းနဲ့ခင်းနေတာကိုတွေ့တော့ အတင်ကြားကြည်ပါဖြစ်လို့ဟိနေတယ်လို့မင်းသားကမေးတဲ့ကျုပ်ခြေပေါ်ဝါမှာဆူဆူနေတာဆယ်နှစ်နှစ်ရှိပါပြီဒါကြောင့်ဟိနေပါတယ်လို့ကြားကပြန်ပြောသားတဲ့ဒီတော့မင်းသားကလေးဟာမြင်းဘော်ကဆင်းပြီးကြားရဲ့ခြေပေါ်ဝါလေးကဆူကို ထွင်ပေးလိုက်တဲ့အဲ့ဒီအခါကြားကြီးကကျေးဇူးတင်လုံးလို့အတင်လူမင်းသားအရေးကြအောင်ရှိလို့ကျွန်ုပ်ရဲ့အကူအညီကိုလိုရင်းတန်းတလိုက်ပါ ကျွန်ုပ်တို့ကြားနေမရလာပြီး ကိုကြီးပါမေလုံမာလိုက်တဲ့အဝေမင်းသားလေးဆက်ပြီးငင်းဆိုင်သွားလိုက်တာအတန်ကြာတော့တောအုပ်ကြီးတစ်ခုကိုရောက်ပြန်ရောတဲ့အဲ့ဒီတောထဲမှာပစ္စည်းမတဲလို့စကားများနေကြတဲ့ဒီ သူတော်လေးဦးကိုသွားတွေ့ရတဲ့ခကီးသူတော်တွေဟာသူတို့ဆရာကြီးအနိစရောက်သွားလို့ကျန်တဲ့ညောင်ဆောင်စကြရဲ့၊ရွေအိတ်စကြရဲ့၊ရေအိုစကြရဲ့၊ချိန်လုံးစကြနဲ့ကြိုစကြရဲ့ကိုသူကဟိုဟာရတဲ့နဲ့ငါကဒီဟာရတဲ့တယ်နဲ့အငင်းခုန်ဖြစ်နေကြတာတဲ့အဲ့ဒီစကြတွေရဲ့အစွမ်းတတိကဒီလိုတဲ့ညောင်ဆောင်စကြက ထိုင်တဲ့လူကိုသွားလို့ရရောက်အောင် ပို့နိုင်တဲ့လွယ်အိမ်စကြကပိုင်တဲ့လူကိုလိုချင်ရာရောက်အောင် ပေးနိုင်တဲ့ရေအိုစကြကရေရှာပေးနိုင်တဲ့ကြအိမ်လုံးစကြနဲ့ကျိုးစကြကတော့ရန်သူလာတဲ့အခါအရိုက်ခိုင်းလို့ရတယ်တုတ်ခိုင်းလို့ရတယ်အကြီးသူတော်လေးရောက်ငင်းခုန်နေတာကို တွေ့တော့မင်းသားကပြောသားတဲ့ဦးသူတော်တို့ငင်းခုန်မနေကြပါနဲ့တော့ ကျွန်တော်ကများလေးစင်းကိုအရက်လေးနှစ်နေရပြီးပြစ်လွတ်မယ်ပထမများကိုရအောင်ရှာနိုင်တဲ့သူတော်ကညောင်ဆောင်ကိုယူပါဒုတိယများကိုရအောင်ရှာနိုင်တဲ့သူတော်ကရွယ်အိတ်ကိုယူပါတတိယများကိုရအောင်ရှာနိုင်တဲ့သူတော်ကခြေဦးကိုယူပါစရုပ်ထများကိုရအောင်ရှာနိုင်တဲ့သူတော်ကကျိန်လုံးနဲ့ကျိုးကိုယူပါလို့ပြောသားတဲ့ခီးသူတော်တွေကလည်းသဘောတူကြတဲ့အဲ့ဒီတော့မင်းသားကညာကြည့်တောက်သေးကညာလေးစင်းထုတ်ပြီး အရှိဘက်ကိုတစင်းအနောက်ဘက်ကိုတစင်းတောင်ဘက်ကိုတစင်းမြောက်ဘက်ကိုတစင်းပြစ်လွတ်လိုက်တယ်ဆိုရင်ပဲသူတော်တွေလည်းသူ့ထက်ငါဦးများသွားရကိုလိုက်ကြပါလေရောတဲ့သူတော်တွေလည်းခဝေးဝေးကို ရောက်ရောမင်းသားလည်းသူ့မြင်းကိုတော်ရဲမောင်းလွတ်လိုက်ပြီးညောင်ဆောင်ပေါ်ကိုတက်ထိုင်လိုက်တဲ့လွယ်အိတ်တို့ရေဦးတို့ကျိုးတို့ကျိန်လုံးတို့ကိုလဲယူထားတဲ့ပြီးတော့မှ အိုညောင်ဆောင်ကျွန်ုပ်ကိုလာဗန်မင်းသမီးကလေးရဲ့တိုင်းပြည်သို့ယူဆောင်ပါလို့လို့ဆိုလိုက်တဲ့ညောင်ဆောင်ရဲ့မိုးဘော်ကိုပြန်တက်သွားပြီးလာဗန်မင်းသမီးတိုင်းပြည်အရောက်ပြန်သွားတဲ့ရောက်တော့မှမြေဘော်ကိုဆင်းပြီးရန်နာတဲ့အဲ့ဒီခါမင်းသားကသူတွေ့ရတဲ့လူတွေကိုမိတ်ဆွေတို့ဒီတိုင်းပြည်ဟာဘသူတိုင်းပြည်ပါလေလို့မေးတဲ့လူတွေကလည်းလမင်းသမီးတိုင်းပြည်ပါလို့ဖြေကြတဲ့အဲ့ဒီတော့မင်းသားလေးအမေဦးကြီးတူအိမ်ထဲကို ဝင်သွားတဲ့ အမေအိုကမင်းသားကိုမြင်တော့အမောင်ဘယ်တိုင်းကြီးကဘသူပါလဲလို့မေးတဲ့ကျွန်တော်ဟာနိုင်ငံရဲ့ခြားတိုင်းတစ်ပါးကပါခိတ္တခဏတဲကိုချင်းလို့ဝင်လာပါတယ်လို့ပြောသားရည်တီတော့ အမေအိုကအာရုံနာပါရဲ့အမောင်ရဲ့ဒီတိုင်းပြည်မှာသူစိမ့်တရံဆန်တွေကိုလက်မခံရဘူးလို့ရာဇာကြီးကအမိန့်ထုတ်ထားပါတယ်လို့ပြန်ပြောသားတဲ့အပွားရဲ့ဒီတ냐တော့ဒဲပိုင်ရစီမိုးလဲကျုပ်ခံနေပြီမို့ကျွန်တော်တော်ရဲကိုပြန်သွားရင်ကြားစားခံရပါလိမ့်မယ်လို့တနာစရာတောင်းပန်ရှာတဲ့ဒီလိုဖြစ်နေတ냐တော့လက်ခံမယ်မိုးလင်းရင်တော့ အားရမယ်အမောင်မတော်လို့ရာဇာကြီးရွှေနာတော်ကြားသွားရင် အဖွားကိုခံပြီး ထောင်သွင်းခြင်းထားပါလိမ့်မယ်လို့အမေအိုကပြောတဲ့ အမေဦးလည်းအဲ့တဲ့ရောက်တယ်ဆိုတော့ကျွေးဖို့၊မွေးဖို့ချက်ပြုတ်မေလောက်တာပေါ့လေ။မင်းသားကအဖွားစားစရာ ကျွန်တော်မှပါပါတယ်။ဒုက္ခမရှာပါနဲ့ဆိုပြီးလွေထဲကနှိုက်ထုတ်လိုက်တာ။ရွှေလင်ပန်းနှစ်ချက်နဲ့စားကောင်းတောက်ပွဲတွေအပြည့်ထွက်လာတဲ့အမေဦးနဲ့မင်းသားလည်းအားရပါရပွဲတော်တည်ကြတာပေါ့စားတောက်ပြီးတော့အမေဦးကတောက်ရည်သွားခတ်မေလောက်ပြန်တာပေါ့။ဒီတော့လေမင်းသားက အဖွာဒုက္ခမရှာပါနဲ့လို့ပြောပြောဆိုဆိုနဲ့ပဲရေဦးကိုရေရှာခိုင်းတဲ့ရေဦးကရေယူလာတော့သူတို့နှစ်ယောက်တောက်ကြတာပေါ့လေစားတောက်ပြီးတဲ့အချိန်မှာနေမင်းနဲ့ဆုတ်ဆုတ်ဝင်လို့မှောင်စပြူလာပြီးတဲ့ဒါကြောင့်မင်းသားကအဖွာမင်းမထွန်းဘူးလားလို့မေးတာပေါ့ အမအဖွားတို့တိုင်းပြည်မှာမိထွန်းဖို့မလိုပါဘူး။ဘာကြောင့်လဲဆိုတော့အဖွားတို့ရဲ့မင်းသမီးကလေးလာပြီးဟာမိုးချုပ်ရင်နန်းတော်လေးသားဆောင်မှာထွက်ထိုင်တာပဲ။မင်းသမီးကလေးဟာအလွန်လှပပြီးသူ့ရဲ့ကိုယောင်ဟာအင်မတန်တောက်ပထွန်းလေးနဲ့အတွက်တတိုင်းပြည်လုံးဟာနေ့ချိန်လိုလင်းနေတာပါပဲလို့အမေအိုကပြောကြတဲ့မိုးချုပ်လို့မှန်လာတော့မင်းသမီးလာပန်ဟာကြောက်တံပရမယာတွေဆင်ရင်ပြီးတကယ်ပဲလေးသားဆောင်မှာထွက်ထိုင်တဲ့သူ့ကိုယောင်ဟာလေပူလာမင်းထွက်ပေါ်လာတယ်လို့ထင်ထင်လင်းနေတာပဲတဲ့မင်းသားလေး ဲလင်။တမီးကိုအဝေးကလမ်းကြည့်ပြီးပီတိတွေဖြစ်နေတာပေါ့။တကောင်ရောက်တဲ့အခါကျတော့တိုင်းသူပြည်သားတွေဟာအိယာဝင်ကြရောအဲ့ဒီအခါကျမှမင်းသမီးလဲမိသားဆောင်ကဆင်းပြီးဆက်ရခန်းထဲကိုဝင်တဲ့မင်းသမီးလာပဲဆက်ရတော်ထဲမှာအိပ်ပျော်သွားတဲ့အခါကျတော့မင်းသားဟာသူ့ညောင်ဆောင်ပေါ်ကိုတက်ထိုင်ပြီး"အိုညောင်ဆောင်ကျွန်တော်အားမင်းသမီးလာပန်းဤဆက်ရခန်းသို့ပို့ဆောင်တော့ တို့အမိတ်ပေးလိုက်တဲ့ညောင်ဆောင်ကလည်းအမိတ်အတိုင်းပို့ဆောင်တာပေါ့ဆက်ရခန်းထဲရောက်တဲ့အခါမင်းသားကသူ့လွယ်အိတ်ကိုကင်ပြီးအိုလွယ်အိတ်ကျွန်တော်အားများစွာတော့ကိုင်းရတော့ကိုပေးပါလို့လို့ပြောလိုက်တယ်ဆိုရင်ပဲကိုင်းရတွေရောက်လာတာပဲတဲ့အဲ့ဒီအခါမင်းသားဟာကိုင်းရတွေကိုအဆောင်တော်ထဲကနေရာတကာမှာရှောက်ချထားခဲ့ပြီးညောင် ဆောင်းစီလို့အမေအိုအိမ်ကိုပြန်လာတဲ့နောက်တနေ့မိုးလင်းလို့မင်းသမီးရဲ့အိမ်တော်သူတွေဟာကိုင်းရာတွေကို တွေ့တော့အားရပါးရောက်ပြီးစားကြဝါကြတာပေါ့ ဟဲကြီးဝါတို့ဂုတ်စာတို့ဒီကွန်းရာတွေကိုဘယ်ကရကြသလဲလို့မင်းသမီးကမေးတော့မှန်နှပါတခင်မရဲ့အဆောင်တော်တွေကရကြပါတယ်ဖျားလို့ဖြေကြတဲ့ညာတော့ကမင်းသားယူလာတာကိုဘသူမှမတိကြဘူးပေါ့နောက်တနေ့ကျတော့အမေအိုကမင်းသားကိုသွားပါတော့လို့နှင်ပြန်တာပေါ့မင်းသားကလည်းညံရှာပြီးမသွားပါရစေနဲ့ဦးလို့တောင်းပန်တဲ့အဲ့ဒါနဲ့နောက်တရအမေအိုအိမ်မှာနေရပြန်ရောညရောက်တဲ့အခါမင်းသမီးလာပြီလေ ခါတိုင်းလိုလေးသားဆောင်မှာထွက်ထိုင်တက်ခေါင်ရောက်တော့ဆက်ရခန်းလေးကိုဝင်းတလုံးပေါ်မှာအိတ်လိုပြောတော့အားရပေါ့အဲ့ဒီအခါမင်းသားဟာညောင်ဆောင်စီးပြီးမင်းသမီးစီကိုတွားပြန်တာပေါ့ရောက်တဲ့အခါသူ့လွယ်အိတ်ကိုသူကပြောတဲ့ကိုလွယ်အိတ်အဖိုးတသိန်းထိုက်တဲ့ညတဲ့ဘက်ကိုကျုံအားပေးပါတော့ လို့ပြောထားတဲ့ညတပ်ဘက်ကိုရတဲ့အခါကျတော့မင်းသားကအိတ်ပြော်နေတဲ့မင်းသမီးကိုခြုံပေးပြီးညောင်ဆောင်စည်းလို့မဲအိုအိမ်ကိုပြန်လာပြန်ရောတဲ့မိုးလင်းလို့ညတပ်ဘက်ကိုတွေ့တဲ့အခါမင်းသမီးလာပန်းဟာအင်မတန်အားရဝမ်းသာဖြစ်ပြီးမဲရောကိုရှောက်တဲ့မဲမဲဖျားရှုတော်မူစမ်းပါခိုရာအရှင်ဖျားကကျွန်တော်မကိုတနာလို့ဒီညတပ်ဘက်ကိုပေးတော်မူတယ်ထင်ပါရဲ့လို့ရှောက်တဲ့မိုးလင်းတော့အမဲအိုကမင်းသားကိုသွားပါတော့လို့နှင်ပြန်တာပေါ့ မင်းသားကလည်းငင်ရှာပြီးမတော်ပါရစီနဲ့ဦးလို့တောင်းပန်ပြန်တဲ့အဲ့ရာနဲ့နောက်တညအမေဦးအိမ်မှာနေရပြန်ရောညကြမှာတော့မင်းသမီးဆက်တော်ခေါ်တဲ့အချိန်မှာမင်းသားဟာညောင်ဆောင်ကိုစီးပြီးတော်ပြန်ရောအဆောင်တော်ထဲရောက်တဲ့အခါအိုလွယ်အိတ်ကျွန်ုပ်အားပြည်တယ်လက်စွပ်တပွင့်ပေးပါလို့လို့တောင်းတဲ့ တဆုတ်ကိုရတော့မင်းသားကအိတ်ပျော်နေတဲ့မင်းသမီးရဲ့လက်ကိုဆွပေးဖို့ကင်လိုက်တဲ့အခါမင်းသမီးဟာလက်နိုးပြီးအလိုအတင်ဘသူပါလဲလို့အလန့်တကြားမေးပါလေရောအတင်းဘယ်ရက်ကလဲဘာအတွက်ကျုံးရဲ့အဆောင်တော်တဲကိုလာရတယ်လဲလို့မေးတာပေါ့ဒီအဲ့ဒီအခါမင်းသားကလက်ဝါးကိုကပြပြီး မကြောက်ပါနဲ့ အတင်မင်းသမီးကျွန်ုပ်ဟာလူဆိုးသူဆိုးမဟုတ်ပါဘူးမင်းသားပါဟုမဟာမြိုင်တော်ကြီးရဲ့မှနေတဲ့ဟီရာမန်ကျက်တူကြီးကနန်းညွန်လိုက်လို့အမိအဖကိုစွန့်ပြီးအတင်းစီကိုရောက်လာရတာပါလို့ပြန်ပြောသားတဲ့ရာဇာကြကြီးရဲ့သားတော်လို့ဆိုတော့အတင်းကိုအပြစ်ကြံမခတ်စေပါဘူးအတင်းနဲ့လက်ထက်ထင်းများလိုပါတယ်လို့သာခမဲတော်ထံမှာတောင်းပန်လျှောက်ထားပါမယ်လို့မင်းသမီးကပြန်ပြောတဲ့အဲ့ဒါနဲ့မင်းသားလည်းအမေအိုအိမ်ကိုပြန်လာခဲ့တာပေါ့ နေမိုးလေးနဲ့အခါမင်းသမီးလာပန်လဲမဲတော်ထံပါချင်းကပ်ပြီးမဲတော်ဖျားရာဇာကြီးတပားရဲ့တားတော်တပားဟာဒီတိုင်းပြည်ကို ရောက်နေပါတယ်ဖျားသမီးတော်ကိုသူနဲ့လက်ထက်ထင်းများပေးတော်မူပါလို့ကူစာလျှောက်ထားတဲ့မဲတော်ကလည်းခမဲတော်ရာဇာကြီးကိုလျှောက်ထားရပြန်တာပေါ့လီလီတော့ရာဇာကြီးကမိန်တော်မူတဲ့ကောင်းလာပြီးမိဖုရားကြီးမင်းသားကကျုပ်သမီးတော်ကိုလက်ထက်ထင်းများခြင်းနဲ့ဆိုရင်ကျွန်ုပ်ခိုင်းတဲ့အလုပ်များကိုအောင်မြင်စွာလုပ် ပေးနိုင်မှာဖြစ်မယ်မလုပ်ပေးနိုင်ရင်တမီးတော်ကိုမရတဲ့အပြင်အတက်ခံရလိမ့်မယ်လို့မှတ်ထားပါဟောပထမခိုင်းမဲ့အလုပ်ကတော့ဟောဒီမုံငင်းစေ30တင်းကိုတညရင်းမှာစီဖြစ်အောင်ပို့ပေးရမယ်မပို့ပေးနိုင်ရင်တေဖို့သာပြင်ပေတော့လို့အမိန့်တော်ရှိလိုက်တဲ့အချိန်ကျတော့မင်းသားကိုခေါ်ပြီးရာဇာကြီးရဲ့အမိန့်တော်ကိုပြောပြကြတာပေါ့လေ မင်းသားလေးပထမတော့မကြံတက်လို့စိတ်ပြက်ပြီးလက်မှိုက်ချတာပေါ့နောက်တော့မှ ပရဲစိတ်ရစာကိုကြေးပြီးတတိရတာနဲ့မင်းသားဟာမုံကြီးစိတ်၁၀တင်းကိုယူပြီးအမေအိုအိမ်ကိုပြန်လာတဲ့ညရောက်တော့မင်းသားဟာပရဲစိတ်ရစာကိုတန်းတလိုက်တဲ့အခါပရဲစိတ်တွေတိမ်တန်းကုတွေနဲ့ရောက်လာပါရောတဲ့အဲ့ဒီတော့မင်းသားကမုံကြီးစီကိုညရင်းချင်းပြီးအောင်ပို့ပေးရမယ်လို့ခိုင်းတာပေါ့ပရဲစိတ်တွေလည်းတယောက်တစ်လက်နဲ့ပို့လိုက်ကြတာ မိုးလင်းနေရောပြီးလဲပြီးရပဲတဲ့အဲ့ဒီတော့မင်းသားဟာ CEO ကိုယူပြီးနန်းတော်ထဲကိုဝင်လာပေါ့။ညာစာကြီးလည်းအံ့ဩပြီးတော့နေသားတဲ့ဒါပေမဲ့မချိနဲ့သေးဘူး။ကောင်းလာပြီးမင်းသားတို့တော့ဒီလောက်စွမ်းယုံနဲ့ကျွန်ုပ်သမီးကိုမပေးနိုင်သေးဘူး။နောက်အလုပ်တစ်ခုကိုလုပ်ရလိမ့်အောင်မေလို့မိန့်တော်မူတဲ့ အဲ့ဒီအခါတုန်းကရာဇာကြီးမှာတောကဖန်ပြီးလောင်ထားတဲ့ဘလူးကြီးနှစ်ကောင်ရှိတဲ့အဲ့ဒီဘလူးကြီးနှစ်ကောင်ကိုလွတ်လဲမပြစ်ရဲဘူး။တိုင်းသူပြည်သားတွေကိုစားပြစ်မှဆိုးလို့တဲ့တက်လဲမတက်တက်ဘူး။ဟောအခုတော့မင်းသားကို ခိုင်းတဲ့အမောင်မင်းသားငယ်ကျွန်ုပ်လောင်ထားတဲ့ဘီလူးနှစ်ကောင်ကိုနိုင်အောင်တက်နိုင်ရင်ကျွန်ုပ်သမီးတော်ကို ပေးမယ်အပြင်နိုင်ငံကိုတဝက်ခွဲပြီးအင်းရှိမင်းရာလဲအနှင်းမယ်လို့မိန့်တော်မူတဲ့အဲ့ဒီအခါမင်းသားလဲအကြံရခတ်ပြီးလက်မှိုင်ချလို့အမေအိုရဲ့အိမ်ကိုပြန် သွားတာပေါ့အိမ်ရောက်တော့မှသတိရတာနဲ့သူစုထွင်ပေးခဲ့မှုတဲ့ကြာကြီးလင်မယားကို တန်းတလိုက်တဲ့ကြာကြီးလင်မယားရောက်လာတဲ့အခါကျတော့ဘီလူးနှစ်ကောင်ကိုနိုင်အောင်တက်ပေးနိုင်ပါမလားလို့မေးတဲ့ကြားရီကလည်းတက်ပေးနိုင်ပါတယ်လို့ပြောသားတဲ့အဲ့ဒါနဲ့မင်းသားက ရေအိတ်စီမှာဗရမယဝိယုံနှစ်ထဲတောင်းပြီးကြားနှစ်စီးကိုခြုံပေးတဲ့ပြီးတော့မှနန်းတော်ထဲဝင်လို့ဘလူးတွေနဲ့တက်တာပေါ့ဘလူးတပြန်ကြားတပြန်ကြိုက်ကြကုတ်ကြယုံကြကန်ကြနဲ့တက်လိုက်ကြတာနန်းရင်ပြင်တစ်ခုလုံးလဲဆူဆူငင်ငင်ဖြစ်ပြီးသွေးတန်တွေကရဲရဲနဲ့နောက်ဆုံးကြမှကြားတွေကနိုင်လို့ဘလူးတွေမှာပါဇက်အပြဲသားနဲ့တေပွဲဝင်ကြပါလေရောတဲ့ဒါနဲ့လဲရာစာကြီးကမကျေနပ်သေးဘူးတဲ့ကောင်းပါပြီမင်းသားတို့တော်လဲကျွန်ုပ်ရဲ့စီတော်ဟာ ကောင်းကင်မှာရှိတဲ့ကောင်းကင်ကိုတက်ပြီးစီတော်ကိုတီးပြရမယ်လို့ပြောပြန်ရောတဲ့မင်းသားလေးညောင်ဆောင်ကိုစီးပြီးတတိတာဘောရာနဲ့လည်းရာဇာကြီးကမကျေနပ်သေးဘူးတဲ့တကယ်စွမ်းတတိရှိတဲ့ယောက်ျားကောင်အာဇာနည်နဲ့မှ သူ့သမီးတော်ကိုလက်ထပ်ပေးချင်တာကိုအဲ့ဒါကြောင့်အမိန့်ရှိပြန်တဲ့ မင်းသားကျွန်ုပ်နန်းတော်နားမှာလဲကြနေတဲ့ပစိုးတစ်ပတ်တစ်လုံးကိုဟောဒီဖျောင်းပစိန်နဲ့ခွဲပေးရမယ်လို့အမိန့်ရှိပြန်တဲ့ဒီတခါတော့မင်းသားလည်းအတော်ကြက်တွေ့တာပေါ့ပစိန်ကဖျောင်းဆိုတော့ဘလို့လို့မှပြောက်ခွေနေတဲ့ဟာပူဆိုတစ်ပတ်တစ်တုံးကိုဘလို့ခွဲနိုင်ပါမလဲညာကြတော့ ညောင်ဆောင်စီပြီးမင်းသမီးစီကိုသွားလို့အချောင်းကိုပြောပြသားတဲ့ဒီတော့မင်းသမီးကမပူပါနဲ့အတင်မင်းသားကျွန်ုပ်ရဲ့သပင်တပင်ကိုယူသွားပါတက်တုံးစီကိုရောက်တဲ့အခါတိုးတိုးပြောပါဦးတက်တုံးခေါ်ဒီသပင်ချရာအရက်မှာနဲ့ချမ်းကွဲပေးဖို့သမီးတော်လာဗန်ကမှာလိုက်တယ်လို့ပြောပြီးသပင်ကိုတက်တုံးပေါ်မှာချပါသပင်ပေါ်မှာပစိန်သွားကိုတင်ပါတက်တုံးကြီးဖြင်းဖြင်းကွဲပါလိမ့်မယ် လို့ပြောသားတဲ့နောက်တနည်းမနဲ့ရောက်တော့မင်းသားလည်းနန်းတော်ထဲကိုဝင်ပြီးမင်းသမီးမာတဲ့အတိုင်းလှုပ်တာပေါ့။စံမြင်ကလေးကိုတက်တုံးပေါ်မှာဆန့်တင်ပြီးပစိန်သွားနဲ့ထိရနဲ့တပြိုင်နက်ပစိုးတစ်ပတ်တက်တုံးကြီးဟာဖြန်းခနဲဆိုထက်ချန်းကွဲသွားတာကိုမြင်တော့ရာဇာကြီးနဲ့နန်းသူနန်းသားအားလုံးမျက်လုံးပြူပြီးအံ့ဩသွားကြတာပေါ့။အဲဒီလိုအံ့ဖွယ်လေးပါးကိုလှုပ်ဆောင်ပြီးတော့မှညာစာကြီးကသဘောကျပြီးကဲအမောင်သားတော်လို့ခေါ်လိုက်တဲ့ယနေ့ကစပြီး ခုနှစ်ရက်မြောက်တဲ့အခါလက်ထက်တင်းနှင်းကြီးကိုတခန်းတနာဆောက်လုပ်ပြီးတော့မင်းညီမင်းသားတို့အလဲမှာတမီးတော်နဲ့လက်ထက်ထင်းများတော်မူမယ်နိုင်ငံတော်ကိုတဝက်ပေးပြီးအင်းရှိအရာကိုအနှင်းမယ်လို့အမိန့်တော်ရှိလိုက်တဲ့ပေလက်ထက်ထင်းများပြီးလို့တလခွဲလောက်ကြတဲ့အခါမင်းသားနဲ့မင်းသမီးလာပန်းဟာမေတော်ခမဲတော်ထံမှာခွင့်ပန်ပြီးတော့ကုလအုပ်တွေညင်းတွေကြေးတွေကျုံတွေအချ ။အရင်နဲ့မင်းသားလေးရဲ့တိုင်းပြည်ကိုမိဘတော်ဖို့ဖွက်ခွာသွားကြတဲ့မင်းသားဟာသူ့ရဲ့လွယ်အိတ်စကြရေဦးစကြညောင်ဆောင်စကြချိန်လုံးစကြနဲ့ကျိုးစကြတွေကိုအမြဲဆောင်ထားတဲ့ဒါပေမဲ့သူ့ဖုံးတံကိုကအင်မတန်ကြီးလို့စစ်တိုက်မဲ့လူမပေါ်တဲ့အတွက်ချိန်လုံးစကြနဲ့ကျိုးစကြကိုတစ်ခါမှအသုံးမပြုရပါဘူးလေ။